ဒုမတူတဲ့စူပါပါဝါကိုပိုင်ဆိုင်ထားတဲ့လူဆောင်ကောင်းလေးများမေကလာပါပြည်တကြီးတို့ရေကမ္ဘာပေါ်ကတချို့လူသားတွေဟာတခြားသူတွေနဲ့မတူဘဲထူကြတဲ့စွမ်းဆောင်ရည်တွေကိုပိုင်ဆိုင်ထားကြတယ်ဆိုတော့ကျွန်တော်တို့တွေအနေနဲ့အနေချင်းတော့ကြားဖို့ကြားပါရီဒါပေမဲ့သူတို့မှာဘလို့မျိုးထူကြတဲ့စွမ်းရည်တွေပိုင်ဆိုင်ထားတယ်လေဆိုတာပြည်တကြီးတို့အနေနဲ့သိရင်ကြားလိမ့်မယ်ထင်ပါရီဟုတ်ကဲ့ပါယနေ့တစ်ဆက်ပေးမှာကတော့ဒုမတူတဲ့စူပါပါဝါကိုပိုင်ဆိုင်ထားတဲ့ကမ္ဘာအရရက်ကလူဆောင်ကောင်းလေးတွေအကြောင်းဝင်ဖြစ်ပါရီစိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြပါဦး တဆက်ထဲမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းဝါအနာဒီမဲ့ channel လေးပါအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာမျိုးကိုပြည့်တဲ့များတော့အများအားလုံးတင်ဆက်ပေးတော့မှာဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လေတောင်းဆိုလိုက်ရပါတယ်ဗျာပထမဆုံးတစ်ယောက်ကတော့ Gabby Gimbra ဆိုတဲ့ကလေးမလေးပဲဖြစ်ပါတယ်ဒီကလေးမလေးဟာငယ်စဉ်ကတည်းကနာကျင်မှုတန်းကိုလုံးဝမခံစားခဲ့ဘူးပါဘူးသူမငယ်ငယ်ကစားခဲ့စဉ်ကထိတိုက်ဒဏ်ရာရခဲ့တဲ့အချိန်တွေမှာလည်းမနာကျင်ခဲ့ပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူမရဲ့မိဘတွေကလည်းအင်မတန်အံ့ဩနေခဲ့ပါတယ်မေဆီလိုအနေနဲ့ဒါကိုစူပါပါဝါလို့ထင်ကောင်းထင်နိုင်ပါလိမ့်မယ် ဒါပေမဲ့ဒါဟာကျွန်တော်တို့မျှဝေပေးခြင်းတဲ့အကြောင်းအရာမဟုတ်ပါဘူးတကယ်တော့သူမရဲ့ super power ဟာအရင်ရောက်လာတဲ့အချိန်မှာသွားရည်အကုန်ကျွတ်ထွက်လာတာပဲဖြစ်ပါတယ်အကြောင်းကတော့သူမဟာလက်ချောင်းတွေကိုအမြဲလိုလိုဝါးနေပြီးတော့သဖုံးတွေကိုလည်းကုတ်ချင်နေကြတာဖြစ်ပါတယ်သူမကိုယ်တိုင်ကလည်းအဲ့လိုလုပ်လို့နာကျင်မှုကိုနည်းနည်းလေးတောင်မှမခံစားခဲ့ရပါဘူးနောက်တစ်ယောက်ကတော့ဟက်စနာမု슬လီမာနီဆိုတဲ့မိန်းကလေးပဲဖြစ်ပါတယ်အသက်7နှစ်အရွယ်သာရှိသေးတဲ့အဲ့ဒီအမျိုးသမီးငယ်လေးဟာတာမန်ကလေးတွေနဲ့မတူဘဲထူးခြားတဲ့စူပါပါဝါကိုရရှိထားတာဖြစ်ပါတယ် တမအသက်9နှစ်အရွယ်မှာမျက်လုံးထဲကနေပြီးတော့ဖန်ခွဲစာ၃ခုသူ့လိုလိုထွက်လာတာပဲဖြစ်ပါတယ်။ဒီလိုမျိုးဖန်ခွဲစာတွေနှစ်ဝင်နေပြီမဲ့တမဟာလုံးဝမနာကျင်ခဲ့ပါဘူး။အဲဒီနောက်ပိုင်းတမငိုတဲ့အခါမျက်လုံးထဲကနေပြီးတော့ဖန်ခွဲစာ9ခုကနေပြီးတော့10ခုအထိထွက်လာလေးရှိပါတယ်။တမမနာကျင်ရတဲ့အကြောင်းရင်းကတော့ဒီဖန်ခွဲစာတွေဟာတမမျက်လုံးရဲ့ကြောက်ကြောလိုမျိုးအမေပါကြီးတဲ့မှာထုတ်ပိုးထားလို့ပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့နာတာရှာဒန်ကီနာဆိုတဲ့အမျိုးသမီးငယ်လေးပဲဖြစ်ပါတယ်။ဒီကလေးမလေးရဲ့စူပါပါဝါကတော့အန်အောစရာတော့ကောင်းပါလေ။ သူမရဲ့မျက်လုံးမှာမွေးကလေးက X-ray ပါလာခဲ့တာဖြစ်ပါတယ်။သူမဟာတခြားသူတွေရဲ့ခန္ဓာကိုယ်ကိုဖောက်ထွင်းမြင်နိုင်ပြီးတော့ဆေးပညာစစ်ဆေးချက်တွေထက်တောင်မှအဖြေကိုရှင်းရှင်းလင်းလင်းတိတိကျကျထုတ်ပေးနိုင်တာပဲဖြစ်ပါတယ်။ဒါအပြင်ဒီကလေးမလေးဟာလူသားတွေရဲ့ကျန်းမာရေးအတွက်လည်းအကူအညီတွေအများကြီးပေးခဲ့ပါတယ်။နောက်တစ်ယောက်ကတော့ Razer Sanguino ပဲဖြစ်ပါတယ်။ဒီချစ်စရာကောင်းတဲ့ကလေးငယ်ဟာအစ်ချစ်နိုင်ငံသားလေးတစ်ယောက်ဖြစ်ပြီးတော့သူမတခြားကလေးတွေနဲ့မတူတဲ့ super power ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒီကလေးဟာအရွယ်နဲ့မလိုက်အောင်ကိုဘာသာစကား9မျိုးအထိကိုပြောတတ်တာဖြစ်ပါတယ်။ ဒါရင်မကသေးပါဘူးဒီကလေးကတခြားသူရဲ့စိတ်ကိုလည်းဖတ်တတ်ပါသေးတယ်သူတွေသနာပြုလုပ်ချက်တွေအရသိရတာကတော့ဒီကလေးမှာတယ်လီပသီလို့ခေါ်တဲ့စိတ်ချင်းဆက်သွယ်နိုင်တဲ့စူပါပါဝါပါလာခဲ့တာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်ကတော့မွေးရပါခန္ဓာကိုယ်မှာတန်လိုက်တဲ့ပါရှိတဲ့ကလေးပဲဖြစ်ပါတယ်ဒီကလေးကငယ်စဉ်ကတည်းကသူ့အနီးနားမှာရှိတဲ့တန်သွန်းတွေတန်တဲ့ပစ္စည်းတွေကိုဆွဲငင်နိုင်ခဲ့တာဖြစ်ပါတယ်ပထမတော့သိမသိတာသေးပါဘူးဒါပေမဲ့ဒီကလေးအရွယ်ရောက်လာတဲ့အခါခန္ဓာကိုယ်ကကြီးထွားလာတာနဲ့အမျှသူ့ကိုယ်ထဲကတန်လိုက်တဲ့တွေကလည်းပုံမအားကောင်းလာပါတယ် ဒီကလေးကသူ့ရဲ့ကိုမပေါင်90လောက်အထိလေးတဲ့တထုပစ္စည်းကြီးကိုတော့မှဆွဲထားနိုင်တဲ့အထိကိုအာသန်လာတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီနေ့တစ္ဆပေးသွားတာကတော့သူမတူတဲ့စူပါပဝါကိုပိုင်ဆိုင်ထားတဲ့ကဘာပေါကလူစမ်းကောင်းလေးတွေအကြောင်းပဲဖြစ်ပါတယ်။မိဆွေတို့အနေနဲ့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုသဘောကျနှက်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုအချိန်တဲ့တပြေးညီစောင့်ကြည့်ပေးကြပါဦး။အဆုံးထိကြည့်ပေးကြရတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။